ကျွန်တော်အများနဲ့တင်ဆက်ပေးနေတဲ့အလုပ်ကအမှန်တရားကိုရှာဖွေဖို့အတွက်အထူးသဖြင့်ဒီလိုအနေနဲ့သမိုင်းမှတ်တမ်းဖြစ်ခဲ့တဲ့အမှုမျိုးမှာဆိုရင်ပေါ့1948ခုနှစ်ဇန်နဝါရီလ15ရက် Dos Angel Lima Belbury Lanja ပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ခုပါအမေရိကန်ရာဇဝတ်မှတ်တမ်းကိုထာဝရပြောင်းလဲပစ်ခဲ့ပါတယ်ဒါဟာ Flat Dahlia လို့ပြမတ်တင်ခဲ့တဲ့အမှုရဲ့စတင်ခြင်းဖြစ်ပါတယ် တွဲနာမည်က Elizabeth Shaw တန်းနစနဲ့နဲ့သူမက Hollywood ရဲ့အလင်းအောင်ရှာဖွေနေတဲ့မဲကလေးတယောက်သူမရုပ်ရည်တွင်မြင့်နဲ့ Black Dahlia ဆိုတဲ့နာမည်ပြောင်းဟာမီဒီယာတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာကျွန်တော်တို့တွေ့ခဲ့ရတာက Emmett ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဥကင်းဖြစ်ပေါ်ရနေရာမှာတွေ့ရှိရတဲ့လောင်းရဲ့အခြေအနေကအလွန်ရက်စက်ကြမ်းကြုတ်ပြီးစနစ်တကျလုံးဆောင်ထားတာကိုပြသနေပါတယ်ဒီလိုမျိုးရက်စက်တဲ့လက်ရာတွေဟာရာဇဝတ်မှုကျိုးလွန်တွေရဲ့စိတ်ပန်းဆိုင်ရာရည်ရွယ်ချက် ဘာမှမဟုတ် professional ဆက်ဆက်ကြိုးတင်ပြင်ဆင်မှုကိုညွှန်ပြနေပါတယ်ရဲတပ်ဖွဲ့အနေနဲ့ဒါကိုပုံမှန်လူတက်မှုအဖြစ်မမြင်နိုင်ခဲ့ပါဘူးဒါဟာစိတ်ဝိဒနာရှင်တယောက်ရဲ့လက်ချက်လားဒါမှမဟုတ်အထူးကြီးရချက်ရှိတဲ့လုံရလားဆိုတော့စဉ်းစားခဲ့ရပါတယ်ဒီအမှုရဲ့ထူးခြားချက်ကတော့ရှားစွေးကောင်ရဲ့ရဲတပ်ဖွဲ့နဲ့မီဒီယာကိုတိုက်ရိုက်ဆုံကုန်မှုပဲဖြစ်ပါတယ်တက်သမားလို့ယူဆရသူတူဦးစီကနေရဲတပ်ဖွဲ့ရုံးနဲ့တည်င်းစာတိုက်တွေကိုစာတွေ တတိယပစ္စည်းတွေပုံမှန်ရောက်ရှိနေခဲ့ပါတယ်။ဒီစာရီထဲမှာအမှုရတိကျတဲ့သေးစိတ်အချက်အလက်များစွာပါဝင်ခဲ့ပါတယ်။ဒါပြင်တည်ဆုံးသူရဲ့ပစ္စည်းအချို့ကိုပါစာအိတ်တွေကိုထင်ပို့ပေးခဲ့ပါတယ်။ဒီလောက်ရဟာရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကိုရှုပ်ထွေးစေရုံသာမကမီဒီယာရဲ့စိတ်ဝင်စားမှုကိုအမြင့်ဆုံးရရှိစေခဲ့ပါတယ်။ Black Dahlia ဆိုတဲ့နာမည်ဟာ Los Angeles တမြို့လုံးရဲ့စိတ်ထဲမှာဆွေးမြဲသွားခဲ့ပါတယ်။တရင်းကားရဲ့ရောင်းအားကိုမြင့်တင်ပေးခဲ့တဲ့ခြားစပွန်းမှုတစ်ခုဆိုလဲမမှားပါဘူး။ ရဲတပ်ဖွဲ့အားဒီမှုနဲ့ပတ်သက်ပြီးလူပေါင်းရာနဲ့ချီစစ်ဆေးခဲ့ပါတယ်။တန်လျာရှိစု90ကျော်ကိုအနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့တိကျခိုင်မာတဲ့အထောက်အထားနဲ့တင်ရခံကိုဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါအပြင်ကိုယ်တိုင်ဝန်ခံတဲ့သူတွေလည်းအများကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဝန်ခံမှုအများစုကသတင်းစာတွေကလည်းရရှိတဲ့အချက်အလက်တွေနဲ့သာတူညီနေပြီးတော့တည်တည်အထောက်အထားဘာမှမခိုင်လုံခဲ့ပါဘူး။ ်မြေပေါင်း90ကျော်လာတဲ့အထိဘလက်ဒါလီယာရွေးချယ်လော့စ်အင်ဂျင်နီယာမဖြစ်ရှင်းနိုင်သေးတဲ့ဘယင်းကြီးတစ်ခုအဖြစ်ကျန်ရှိနေစေပါစုံလုံးတယောက်အနေနဲ့ပြောရမယ်ဆိုရင်ဒီအမှုကအမေရိကန်ရာဇဝတ်မှုတမိုင်းမှာအပြည့်စုံဆုံးလျှို့ဝှက်ချက်တွေကတစ်ခုဖြစ်တယ်လို့ပဲကောက်ချက်ချပါရစီ ဒီပြမဆက်လန်တဲ့ပတ်သက်ပြီးကျွန်တော်ပြည်သက်ကိုပြောချင်တာတစ်ခုကဘလောက်ပဲကျွမ်းကျင်တဲ့အဖွဲ့အစည်းနဲ့ဤပညာတွေရှိပါသေးအမောင်ရူထဲမှာပုံအောင်နေတဲ့လူသက်သမားတယောက်ရဲ့ရှစ်ဆက်တဲ့လုံရာတစ်ခါတည်းရဲ့မီဒီယာရဲ့ဖိအားတက်တီခံပစ္စည်းတွေရဲ့ကန့်သတ်မှုချာမှာလွယ်တကူလွတ်မြောက်သွားနိုင်နေဆိုတဲ့အချက်ပါပဲအလစ်ဖက်ရှော့လူမျိုးဘဝအိမ်မက်ကိုရှာဖွေနေသူတွေဟာဒီလိုရာဇဝတ်မှုနဲ့တားတော်ဖြစ်သွားတဲ့အခါမှာအမှန်တရားအတွက်တိုက်ပွဲဝင်ဖို့နဲ့ရာဇဝတ်မှုရဲ့အမှောင်တို့ကိုမေ့ပစ်ဖို့ကကျွန်တော်တို့အားလုံးရဲ့တောင်းလို့ဖြစ်ပါတယ် လျှို့ဝှက်ချက်ဟာအမြဲတမ်းရှိနေစေပါကျွန်တော်ကတော့အမှန်တရားကိုအမြဲတမ်းဆက်လက်ရှာဖွေနေဖို့ပါပါအခုလိုမျိုးကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်